ားပါရှင်ရန်ကုန်ခေတ်ရဲ့နေ့လည်ခင်သတင်းတွေကိုတင်ဆက်ပေးပါမယ်။ဘူဂျိုကြီးစင်းကနေအောက်ခြေစင်းအထိစစ်အရာရှိတွေရုံးအောင်တဲ့တက်ကြွကြီးစည်ရည်တွေပါမကြမ်းစုစုပေါင်း486ယောက်ကိုမင်းအောင်လိုက်အမိတ်နဲ့ကြံဖို့ပါတီကိုပြောင်းရွှေ့လိုက်တယ်လို့ကြံခါရေးပါတီသတင်းရင်းမြစ်နဲ့ CDM ဗိုလ်ကြီးစင်ရောကပြောပါရယ်။ဒဝဲမျိုးကနေလာတဲ့စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တာကြောင့် စစ်သား10ရောက်ထက်မနည်းသိမ်းဆုံးပြီးအထိနာတဲ့စစ်တပ်ကလေရင်နဲ့ဘုံကျဲခဲ့တာကြောင့်ဘုံကြီးကြောင့်ပါဝင်နေအိမ်တွေပျက်စီးသွားတဲ့သတင်းပါဝင်နေလေကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပြမသောတင်ဆက်ပေးမယ့်သတင်းကတော့အကြံဘတ်စစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့အမိန့်နဲ့ကြံဖို့ပါတီကိုဗိုလ်ချုပ်ကြီးအဆင့်ကနေအောက်ခြေအဆင့်ထိစစ်အရာရှိတွေ ်ရုံးအုံနဲ့တက်ကြွကြီးစည်ရည်တွေပါမကြမ်းစုစုပေါင်းအင်အား486ယောက်ပြောင်းရွှေ့လာတယ်လို့ကြံခိုင်ရေးပါတီသတင်းရင်းမြစ်နဲ့ CDM ဗိုလ်ကြီးစင်ရောင်ကရန်ကုန်ခေတ်သစ်ကိုပြောပါတယ်အကြံဘက်စစ်ကောင်းဆောင်မင်းအောင်လိုင်းကအခုစတင်မာလာဇန်းပိုင်းကနေစတင်ပြီးစစ်ရုံးနဲ့ကာကွယ်ရေးဝန်ကြီးဌာနကစစ်အရာရှိကြီးအစင်ကနေအရာရှိငယ်အစင်ထိအရာရှိတွေအောက်ခြေစစ်မှာရှိတဲ့ရုံးကနေတက်ကြွကြီးစည်ရည်အစင်တွေကိုပါကျန့်ဖို့ပါတီကိုပြောင်းရွှေ့ခိုင်းနေတယ်လို့သိရပါတယ် အိမ်မှာတော့စစ်တပ်ကဗိုလ်ချုပ်ကြီးတဦးဒုဗိုလ်ချုပ်ကြီး6ယောက်ဗိုလ်ချုပ်12ယောက်ဗိုလ်မှူးချုပ်ဗိုလ်မှူးကြီးနဲ့ဒုဗိုလ်မှူးကြီးအယောက်3ယောက်ဗိုလ်ကြီးနဲ့ဗိုလ်မှူးအယောက်130၊ရုံးကနေတက်ကြကြီးစည်ရင်အထိအခြားအဆင့်အယောက်60စုစုပေါင်း486ယောက်ကိုကြံ့ဖို့ပါတီကိုစစ်ကောင်းဆောင်က ပြောင်းရွှေ့စေခဲ့တယ်လို့ CDN ဗိုလ်ကြီးစင်ရောကပြောပါတယ်။ကြံ့ခိုင်ပါတီသတင်းရင်းမြစ်ပြောတာကတော့ စစ်တပ်ကနေတပ်ဖွဲ့ပါတီကိုပြောင်းရွှေ့လာတဲ့စစ်အရာရှိတွေရဲ့စီးရင်ကစစ်ကောင်းဆောင်မင်းအောင်လိုင်းကနောက်ဆုံးအတီးပြုတ်ပြီးမှရောက်ရှိလာတာဖြစ်ပြီးပါတီဥက္ကဋ္ဌခင်ကြီးကောင်းဆောင်နဲ့ပါတီဘိုလ်အလုံးမှုဆောင်အဖွဲ့ကလက်ခံပေးရတယ်လို့ပြောပါတယ်။ဒါအပြင်အရေးအတွက်အတိအကျမတိရှိရသေးပေမဲ့လေမဲဆန္ဒနယ်ပယ်အတွက်ကိုယ်စားလှယ်လောင်းရွေးချယ်ရမှာစစ်တပ်ကနေပြောင်းရွှေ့လာတဲ့စစ်အရာရှိဟောင်းတွေအတွက်မဲဆန္ဒနယ်တွေကိုခြံထားပေးရတယ်လို့လည်းသိရပါတယ်။ ကြံခိုင်ပါတီကလာမယ့်ဒီဇင်ဘာလရွေးကောက်ပွဲမှာမဲဆန္ဒနဲ့အားလုံးရှင်ပြိုင်မှာဖြစ်ပြီးဘလုံးနိုင်ငံရေးပါတီနဲ့မှရွေးကောက်ပွဲမှာမဟာမိတ်မလုပ်ပဲမဲဆန္ဒနဲ့အားလုံးအနိုင်ရဖို့အတွက်ပဲရှင်ပြိုင်သွားမယ်ဆိုပြီးမူဝါဒချမှတ်ထားတယ်လို့သိရပါတယ်ရှင်။တဝဲဘက်ကသတင်းတွေကိုကြည့်အောင်ပါ။တနေ့တိုင်းအတိုင်းတဝဲမြို့နယ်အရှိတော်ဒေသရက်ကန်းစင်တောင်မှာရှိတဲ့အကြမ်းဖက်စစ်တပ်ယာယီတပ်ဆွဲထားတဲ့နေရာကိုတော်လန်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီး တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ဒေတာတွင်းစီရင်တရင်ရင်မိကရန်ကုန်ခေတ်သစ်ကိုပြောပါရယ်ပြီးခဲ့တဲ့စနေမာလာ14ရက်နေ့ညနေပိုင်းကနေစတင်ပြီးဒဝေမြို့နယ်အရှိတောဒေတာပကာယီရွာမှာရှိတဲ့ရက်ကန်းစင်တောင်ဖုန်ကြီးကျောင်းမှာအင်အားတရာကျော်နဲ့ယာယီတက်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်နဲ့တော်လှန်ရေးတပ်ဖွဲ့တွေတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါရယ်ဒီထိတဲ့တိုက်ပွဲဟာစနေမာလာ15ရက်နေ့ထိပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်တပ်ဘက်က ထိခိုက်သေးဆုံးမှုများပြားခဲ့တာကြောင့်ယာယီတပ်ဆွဲထားတဲ့နေရာကစစ်သားတွေစုခွာသွားပြီးတော်လန်ရေးတပ်ဖွဲ့တွေကသိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။အဲဒီလို သိမ်းပိုက်ခံရပြီးတဲ့နောက်မှာတော့အကြမ်းဖက်စစ်တပ်ကရကန်းစင်တောင်ကိုလေရင်နဲ့ဇက်တိုက်ဘုံကျဲတိုက်ခိုက်ခဲ့ရာကြောင့်တိုက်ပွဲတွေပိတ်မိနေတဲ့ပြည်သူတွေထိခိုက်မှုရှိကဖုံးကြီးကျောင်းဆောင်တွေလည်းပျက်စီးခဲ့ရတယ်လို့သိရပါတယ်။ဒါအပြင်အကြမ်းဖက်စစ်တပ်ကရကန်းစင်တောင်ကစုခွာပြီးလိုက်ရပေမဲ့ ပကာယီရွာရဲစခန်းအတွင်းမှာအကြမ်းဖက်စစ်သားအများပြားရှိနေသေးပြီးတဝယ်မြို့ဘက်ကနေစစ်ကူအများပြားပို့ဆောင်နေတာကြောင့်တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။အဲဒီထိတွေ့တိုက်ပွဲအတွင်းအကြမ်းဖက်စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများပြားပြီးစစ်သားအလောင်းတွေနဲ့ဒဏ်ရာရသူတွေကို မြေသေးကားတွေနဲ့တဝယ်မြို့ကိုပို့ဆောင်နေတယ်လို့သိရပါတယ်ရှင်။တဝယ်ဘက်ကသတင်းကိုပဲဆက်လက်တင်ဆက်ပေးပါမယ်။ တင်းသားအတိုင်းတဝဲမျိုးကနေစစ်ကူလာတဲ့စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့ရာကြောင်းစစ်သား၁၀ယောက်ထပ်မင်းနဲ့တေဆုံးခဲ့ပြီးတဲ့နောက်အထိနာသွားတဲ့အကြမ်းဖက်စစ်တပ်လေရင်နဲ့ဖုံးကြီးကြောင်းတွေလူနေအိမ်တွေကိုဘုံကျဲတိုက်ခိုက်နေတယ်လို့ KNU ဗိတ်တဝဲခရိုင်အတွင်ရင်မူစောရနာကရန်ကုန်ခေတ်စ်ကိုပြောပါရင်ပြီးခဲ့တဲ့စက်တင်ဘာလ14ရက်နေ့ကတဝဲမျိုးကနေကြောင်မဲတောင်တပ်စခန်းမှာစစ်ကြောင်းချင်းမှုတဝဲမျိုးကိုပြန်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုကြိုးဆိုနိုင်ဖို့နဲ့ စစ်ကူပေးနိုင်ဖို့အတွက်တဝဲမျိုးကနေထွက်လာတဲ့အင်အားတရာခန့်ပါအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတော်လှန်ရေးပူပေါင်းတပ်ဖွဲ့တွေက ပကာယီကြီးပါအနီးအရောက်မှာပဲကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီကြားဖြတ်တိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်သား၁၀ရောက်ထက်မနည်းသေဆုံးက15ရောက်ခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးစစ်သားတွေကန်ဆောင်အုံပြုတဲ့ MA1 အမျိုးအစားတပ်တလက်အပါအဝင်ခဲယမ်းတချို့ကိုလည်းတင်စီရရှိခဲ့တယ်လို့သိရပါတယ်။အဲ့လိုအထိနာသွားတဲ့အကြမ်းဖက်စစ်တပ်က တိုက်ပွဲနဲ့သက်ဆိုင်မှုမရှိတဲ့ပကာယီဂျေးရွာကို Jet Fighter နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ဘုံကြီးကျောင်းတကြောင်အပါဝင်ပြည်သူတွေရဲ့အင်အချို့လည်းထိခိုက်ပျက်စီးခဲ့တယ်လို့ KNU ဗိတ်တဝဲခိုင်ပြည်သူဆက်ဆံရေးနဲ့သတင်းပြန်ကြားရေးဌာနကထုတ်ပြန်ထားပါတယ်ရှင်မကွေးတိုင်းမြိုင်မြို့နယ်ပေါင်းမြို့နယ်နဲ့စကိုင်းတိုင်းကနီမြို့နယ်တို့မှာရှိတဲ့ကြေးရွာတွေကိုအကြမ်းဖက်စစ်တပ်ကစစ်တပ်လေဒီလေရင်တွေနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဒေသတွင်းသတင်းရင်းမြစ်နဲ့ဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်ကိုပြောပါရတယ်။ မြိုင်မြို့နယ်မှာမနေ့ကစက်တင်ဘာလ16ရက်နေ့ညနေ4:50မိနစ်ခန်းကပခုံးကူတမတရားတက်ကနေတက်လာတဲ့စက်တက်လေဒီနစီကမြို့နယ်အနောက်မြောက်ပိုင်းမှာရှိတဲ့ကျေးရွာတွေကိုဘုံကျဲတိုက်ခတ်ခဲ့ပြီးပြည်သူတွေထိခိုက်မှုရှိမရှိကိုတော့အတိမပြုနိုင်သေးဘူးလို့သိရပါတယ်။ဒါအပြင်ကဏီမြို့နယ်မှာမနေ့ကစက်တင်ဘာလ16ရက်နေ့ညနေ6:00ကျော်ကနေစတင်ပြီးအနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေတက်လာတဲ့စက်တက်လေစီနစီအောင်မြို့နယ်တောင်ကျမ်းမှာရှိတဲ့ကျေးရွာတွေကိုဘုံကျဲတိုက်ခတ်ခဲ့တာမှာတော့ ပြည်သူတွေထိခိုက်မှုရှိမရှိကိုအတည်ပြုနိုင်တာတော့မရှိသေးဘူးလို့သိရပါတယ်။အဲဒီလိုမျိုးပဲပေါင်းမျိုးနယ်မှာလည်းမနေ့ကစက်တင်ဘာလ16ရက်နေ့နေ့လယ်12:42မိနစ်ခန့်မှာနေပြည်တော်အီလာလီတက်ကနေတက်လာတဲ့ SU-30 Jet Fighter တစ်စီးကမြို့နယ်အနောက်မြောက်ချမ်းမှာရှိတဲ့ကျေးရွာတွေကိုလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွင်းမှာပြည်သူတွေထိခိုက်မှုမရှိပေမဲ့လည်းစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေကိုဆက်လက်လှုပ်ဆောင်လာမှာကိုစိုးရိမ်ရတာကြောင့်ပြည်သူတွေတိတ်ဆောင်နေရတယ်လို့သိရပါတယ်။ အကြမ်းဖက်စစ်တပ်ကမကွေးတိုင်းအတွင်းမှာရှိတဲ့မြိုင်မြို့နယ်နဲ့ပေါင်မြို့နယ်ကကြေးရွာတွေကိုလေကြောင်းနဲ့နေ့စဉ်ဘုံကျဲတိုက်ခိုက်နေပြီးကြေးရွာနေပြည်သူတွေဟာရွာတွေကနေတင်းရှောင်းကဘေးလွတ်ရာမှာနေထိုင်နေရတယ်လို့သိရပါတယ်ရှင်။မန္တလေးတိုင်းဘက်ကသတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းမတရားမြို့နယ်မှာရှိတဲ့ကြေးရွာနေရွာကိုအကြမ်းဖက်စစ်တပ်က လေရင်နှစီးနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာကြောင့်ကလင်းငယ်ရဲ့ပါဝင်ပြည်သူ၆ဦးသေဆုံးပြီးထိခိုက်ရဒဏ်ရာရရှိသူများပြားတယ်လို့ Wallet Information နဲ့ Network ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်စ်ကိုပြောပါရယ်။မနေ့ကစတေမာလာ၁၆ရက်နေ့နေ့လယ်တနာရီ၁၆မိနစ်ကနေ24မိနစ်အထိအကြမ်းဖက်စစ်တပ်ရဲ့တဒက်ဦးလေတပ်နဲ့မိထီလာလေတပ်ကနေတက်လာတဲ့ Jet Fighter နှစီးအောင်တီယာရွာနဲ့အုတ်ကန်ရွာကိုဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါရယ်။ အကြမ်းဖက်စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်းမှာဒီယာရွာနဲ့အုတ်ကံရွာကကလင်းငယ်တွေပါဝင်ပြည်သူ၆ဦးသေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူများပြားတယ်လို့လည်းသိရပါတယ်။အဲဒီလိုမျိုးပဲမတရားမြို့နယ်အင်ဂျင်မြန်ရွာကိုလည်းအကြမ်းဖက်စစ်တပ်ကစက်တင်ဘာလ23ရက်နေ့ည9နာရီခန့်မှာဝိုင်းတွဲလေရင်နဲ့ဘုံ၁၂လုံးကျဲချတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူ၂ဦးသေဆုံးခဲ့ရသေးတယ်လို့သိရပါတယ်ရှင်။ကရင်ပြည်နယ်ဘက်ကသတင်းကိုကြည်အောင်ပါ တရင်ပြည်နယ်ဖားပုံခရိုင်မှာစတင်မလာ15ရက်တာအတွင်းတိုက်ပွဲ58ကြိမ်ဖြစ်ပွားပြီးအကြမ်းဖက်စစ်သား၄ဦးသေဆုံးခဲ့တယ်လို့ KNU မုတော်ခဲကထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့စတင်မလာ၁ရက်နေ့ကနေ15ရက်နေ့အထိ KNU တမ9နယ်မြေမှာအကြမ်းဖက်စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်တို့တိုက်ပွဲ58ကြိမ်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ အဲ့ထိတွေ့တိုက်ပွဲတွေအတွင်းမှာအကြမ်းဖက်စစ်တပ်ဘက်က၄ဦးသေဆုံးက၈ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင်တိုက်ပွဲအတွင်း KNL ဘက်ကလည်းအကြမ်းဖက်စစ်တပ်ကအုံပြုနေတဲ့အဆောက်အဦတလုံးကိုဖျက်ဆီးနိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့ထိတွေ့တိုက်ပွဲတွေအတွင်းမှာတော့ KNL နဲ့ပူးပေါင်းတပ်ဖွဲ့တွေဘက်ကရဲဘော်တချို့လည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်အကြမ်းဖက်စစ်တပ်ကလည်းပြည်သူတွေနေထိုင်တဲ့ခြေရွာတွေကိုစက်တင်ဘာလ15ရက်တာအတွင်းမှာ drone နဲ့နှစ်ကြိမ် jet fighter နဲ့တစ်ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့ရာကြောင့်စာတင်ကျောင်းနဲ့နေအိမ်တွေထိခိုက်ပျက်စီးခဲ့ပါတယ်။အခုလိုပဲ August လအတွင်းဖပုန် KI မှာအကြမ်းဖက်စစ်တပ်နဲ့ KNL အမှတ်၅တပ်မှတပ်ဖွဲ့တွေအားတိုက်ပွဲ63ကြိမ်ဖြစ်ပွားခဲ့ပြီးအကြမ်းဖက်စစ်တပ်ဘက်က9ဦးသေဆုံးက6ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး KNL အမှတ်၅တပ်မှဘက်ကလည်းထိခိုက်ဒဏ်ရာရရှိတဲ့ရဲဘော်တို့ချို့ရှိတယ်လို့သိရပါပါတယ်ရှင်။ အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မကွေးတိုင်းစိတ်ဖြူမြို့နယ်မှာဇွန်လနဲ့ဩဂုတ်လအတွင်းတိုက်ပွဲ၅ကြိမ်ဖြစ်ပွားပြီးအကြမ်းဖက်စစ်သား14ယောက်သေဆုံးခဲ့တယ်လို့စိတ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်စ်ကိုပြောပါရယ်ပြီးခဲ့တဲ့ဇွန်လ18ရက်နေ့ကစိတ်ဖြူမြို့ပေါ်ကနေစစ်ကားတစ်စီးနဲ့ဆယ်မိုင်စစ်ဆေးရေးဂိတ်ကိုထွက်လာတဲ့စစ်သားတွေကိုလေလမ်းပိုက်တနေရာမှာတော်လန်ရေးတပ်ဖွဲ့တွေကမိုင်းဆွဲတိုက်ခိုက်ခဲ့ရာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်သား၃ဦးသေဆုံးက9ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့ပါသေးတယ်။ဒါ့အပြင်ဇွန်လ17ရက်နေ့မှာတော့စိတ်ဖြူမြို့နယ်စေမိုင်လန်းစုံစစ်တပ်ကကနေကင်းယူဖို့ထွက်လာတဲ့စစ်သားအယောက်20အားတော်လန်ရေးတပ်ဖွဲ့တွေ ထောင်ထားတဲ့မိုင်းခွင်ပေါ်ရောက်ရှိလာခြင်းမိုင်းဆွဲတိုက်ခိုက်ခဲ့ရာကြောင့်စစ်သား၈ဦးသေဆုံးခဲ့ပြီး၁၀ရောက်ပြင်းထန်ဒဏ်ရာရရှိကောင်အပြာလန်ပစ်ခတ်တိုက်ပွဲလည်းဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီအပြင်ပြီးခဲ့တဲ့ဇွန်လ30ရက်နေ့ကလည်းစိတ်ဖြူမျိုးပေါ်ကနေစစ်ကား2စီးနဲ့ထွက်လာတဲ့အင်အား30ခန်းပါစစ်သားတွေကိုလမ်းပိုက်တနေရာမှာတော်လန်ရေးတပ်ဖွဲ့တွေကထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးစစ်သား3ဦးသေဆုံးက9ဦးပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်အခုလိုမျိုးပဲဩဂုတ်လ23ရက်နေ့မှာလေစိတ်ဖြူမြို့နယ်လက်ဆက်ရေစခန်းကိုတော်လန်ရေးတပ်ဖွဲ့တွေက ဒရုန်းပုံသီးသုံးလုံးကျဲချတိုက်ခိုက်ခဲ့ရာကြောင့်စစ်သား၃ဦးပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့အပြင်ဩဂုတ်လ15ရက်နေ့မှာလည်းစိတ်ဖြူမြို့နယ်လက်ဆယ်ရဲစခန်းကိုတော်လန်ရေးတပ်ဖွဲ့တွေကဒရုန်းပုံသီး၅လုံးနဲ့ထပ်မံဘုံကျဲတိုက်ခိုက်ခဲ့ရာကြောင့်ရဲနေဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အဲဒီတိုက်ခိုက်မှုတွေကိုစိတ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ NSP နဲ့ပခုတ်ကူ KI အမတ်လေးတက်ရင်တက်ခွဲသုံးစိတ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ပူးပေါင်းလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်ရှင်။ ါကတော့ရန်ကုန်ခေတ်သစ်ရဲ့နှစ်လေကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမကတော့ရှားပါ